ခုတင်ဆက်ပေးမယ့်သတင်းကတော့အင်းလိရေပေါ်တကြားကျမမယ်ဆွေသတင်းပဲဖြစ်ပါတယ်။2025ခုနှစ်မှာလည်းအင်းလိရေပေါ်တကြားကျမသွားမှာဖြစ်တယ်လို့သိရပါတယ်။ရှမ်းမင်းနယ်တောင်ပိုင်းညာရွှေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့အစည်းအဝေးခန်းမမှာ2025ခုနှစ်အင်းလိရေပေါ်တကြအောင်မြင်စွာကျမပြုလုပ်နိုင်ညီနိုင်အစည်းအဝေးကိုကျမပြုလုပ်ခဲ့ပါတယ်။ အင်္ဂလိပ်ဘောတကြံပွဲတော်ကို2019ခုနှစ်မှာပထမဆုံးအကြိမ်လေးနဲ့စတင်ကျင်းပခဲ့ပြီးတော့2020ပြည့်နှစ်မှာစတင်ပြီး2022ခုနှစ်ဒီအင်္ဂလိပ်ကံမှာတကြံပွဲတော်ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲနဲ့2023ခုနှစ်မှာတော့ရေဘောတကြံပွဲတော်ပြန်လည်ကျင်းပခဲ့ရပါအင်းလေးကရဲ့တဘာဝအလှအပများနဲ့ဌာနေတိုင်းသားတို့ရဲ့လေကိုတမုထုချစွာ ရှင်းတဲ့လောက်ခဲ့ခြင်းစားတဲ့ဒလေးစရိုက်တွေကြောင့်ပြည်ရင်းပြပါခီးသွားဧည့်သည်များကြမှာတင်ကြွတာခြင်းဖြစ်ပါယ်။ အဲ့ဒါကြောင့်ခီးသွွားဧည့်သည်များအနေနဲ့အင်းလေးဖောင်တော်ကိုဖျားဖို့လာရောက်လဲပတ်ပြီးအင်းလေးရေပေါ်တဲ့ကြံကိုပေါဝယ်စနေနိုင်တယ်လို့သိရပါရဲ့ရှင်။ဒီတဲ့လေးတော့လည်းတူတူကွာပေးဖို့လာပါဗျ။